ကိုယ့်အပေါ်မေတ္တာစင်မှန်ပေးရတဲ့သူကိုမပြစ်မှားပါနဲ့မေတ္တာတရားဆိုတဲ့စကားလုံးလေးဟာအင်မတန်မှကြားလို့ကောင်းတယ်နားလို့ကောင်းတယ်ခံယူလို့ကောင်းတယ်တိမ်မွေ့တယ်နူးညံ့တယ်လို့ခံစားရတယ်ဒါပေမဲ့အင်မတန်ထက်မြက်တဲ့ဓာတ်တစ်ချောင်းမိုးကြိုတစင်မုန်တိုင်းတစ်ခုလိုလည်းအန္တရာယ်ရှိပါတယ်စင်စင်မေတ္တာတရားလို့ယူဆလိုက်ရင်သူ့နောက်မှာစေတနာပါတယ်စေတနာနဲ့ကဲ့ရမှာဂိယူနာတရားပါတယ် ဂယုနာဆိုတဲ့သဘောတရားရဲ့နောက်မှာတနာကျင်နာမှုတွေကြံသေးတယ်။ဒါနဲ့တည်းမပြီးသေးဘူး။ကိုယ်အတွက်ခွန်အားတချို့ပါဖြစ်တည်စေတယ်။ဒါကြောင့်ရှေးပညာရှိတွေကပြောကြတယ်။မေတ္တာမစူးစေနဲ့တဲ့။မေတ္တာတရားကိုနားမလဲတဲ့သူတောင်းမထားတဲ့သူတွေဟာဝိလေရဲ့အပြင်မေတ္တာတရားဆူရှာတဲ့တန်ကိုပါခံစားတတ်တယ်။လောကမှာတချို့သောလူတွေမေတ္တာတရားနားမလဲကြအောင်သူတို့အတ္တတွေအတွက်ကိုကျင်းစာတရားနှဲပါကြတယ်။သူတို့မာနအတွက်တစ်ဖက်လူရဲ့ခံစားချက်ကိုမဆန္ဒတတ်ကြအောင် ဲ့လိုလူတွေဟာမေတ္တာစုတတ်တယ်။ဒါကြောင့်ကိုယ့်အပေါ်ကိုမေတ္တာကြထားပေးတဲ့သူဝေမျှပေးတဲ့သူတွေကိုမနာကျင်စေနဲ့မထိခိုက်စေနဲ့မလိုချင်တာမစော်ကားမိစေနဲ့ဝမ်းနည်းမှုတွေကိုပြတ်မပေးမိစေနဲ့အဲ့လူတွေမရှိရတဲ့အချိန်ကာလတစ်ခုမှာကိုပြုသမျှတွေကဝေကြီးပြန်လိုက်တတဲ့ပြင်မေတ္တာတွေကပြန်လည်ပြီးစုတတ်တယ်။အဲ့ဒီအချိန်ဟာလူလိမ့်စွာနဲ့ခံစားမယ့်အချိန်ပါပဲ။ဘဝမှာကိုယ့်ဘောကောင်းတဲ့သူတွေကိုထိခိုက်ကြေကွယ်ဝမ်းနည်းစေခြင်းဟာကိုယ့်အတွက်ပြန်လည်ပြီးပေးဆပ်ရမယ်။